အတွင်းဆွဲဘာဝအနေအေးခြင်းအင်္ဂလိပ်ဘာသာနဲ့ပြောရင် အနေအေးရာကို introvert လို့ခေါ်တယ်။သူ့ရဲ့သဘောတဘာဝကအေးစစေးနေရတာကိုနှစ်သက်တယ်။ဘုံဝင်းပြောရတဲ့သူ extrovert နဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။လူသဘောတဘာဝအရာအနေအေးရတာကြီးပဲမဟုတ်သလိုပျော်ပျော်နေရတာကြီးပဲမဟုတ်ပါဘူး။လူအလုံးကအဲ့ဒီအချင်းစရိုက်နှစ်ခုစလုံးများသောအားဖြင့်ပိုင်ဆိုင်ထားတတ်ကြပါဗျ။ဒါမဲ့လည်းအနေအေးရတဲ့ဇယိုက်ကိုပိုင်ဆိုင်ထားကြတဲ့လူအ ਨੇ စုရှိပါတယ်။ ။ရာခိုင်နှုန်းအားဖြင့်ဆိုရင်တော့25နဲ့40လောက်ထိရှိကြပါတယ်။လူတော်များများကတော့ဒီလိုမျိုးအချင်းစရိုက်နဲ့နေထိုင်တတ်သူကိုနည်းနည်းလေးအထင်လွဲတတ်တာရှိရပါတယ်။သိကြတာကတော့အနေအိမ်တ်ချင်းကလူတော်မတွေ့ရတာမဟုတ်သလိုရှက်ကြောက်တတ်ခြင်းလည်းမဟုတ်တဲ့ပြင် အားရလည်းမဟုတ်ပါဘူး။အတွင်းဆွဲပါဝါအနေအေးတဲ့အမှုချင်းကလူတွေရဲ့ကိုယ်ရည်ကိုယ်သွေးအကျင့်များတွေကတခုပဲဖြစ်ပါတယ်။ဒီမှုချင်းကတော့ပျော်ပျော်နေရတဲ့အမှုချင်းနဲ့မတူပဲစမ်းကျင်ဘက်တစ်ဖက်အဆုံးဆုံးမှာရှိနေရဖြစ်ပါတယ်။ လူများစုကတော့အစွန်ဖက်နှစ်ဖက်မဟုတ်ပဲအရင်အကျင့်စရိုက်နှစ်ခုရဲ့အလဲကောင်းမှရက်တည်နေကြတာပါအတွင်းဆွဲဖောင်ကရှိတဲ့သူတွေကအနေအေးရသဘာဝပဲဖြစ်ပါတယ်အနေတည်ကြည်တယ်မိမိတို့ကိုယ်တိုင်အတွေးတွေနဲ့လုံနေတတ်တယ်တွေးတောနေရတာကိုကြိုက်တယ်ဝွင့်ဝင်းပြော့ပြော့နေတဲ့သမားလိုလူများနဲ့ပြောနေဆိုနေတမှပြောနေတာမဟုတ်ပဲနဲ့အနေအေးတဲ့လူတွေကလူရောထဲမှာနေရရင်ပို့ပြီးတော့အားအင်ထုတ်ယူကြရတယ်အများနဲ့လာရောအောင်နေပြရလို့ဥပမာပွဲလန်းသဖြင့်အစည်းအဝေးတွေပြီးရင် သူတို့တွေကတယောက်တည်းနေပြီးအနာယူကအာရင်ပြန်ရတယ်။အကြောင်းရင်းများဘာကြောင့်မလို့လူတွေထဲမှာအနေအေးတဲ့လူတွေရှိသလိုပျော်ပျော်နေရတဲ့လူတွေရှိရလဲဆိုတာကိုသိစေရင်မိမိတို့ရဲ့ကိုယ်ခန္ဓာလုံးဆောင်လဲပတ်ပုံသိရမှာဖြစ်ပါတယ်။မိမိတို့ရဲ့ကိုယ်ရင်းခန္ဓာကိုယ်ကပြင်ပအရာတွေမြည်သွမြည်ပုံတုံ့ပြန်တက်လေရှိတယ်ဆိုတဲ့ပုံမူတည်ပြီးတော့အတွင်းဆွဲဘာဝနေရတဲ့လူလားဘွမ်းမွင်းပျော်ရတဲ့သူလားဆိုတာသိနိုင်မယ်။ လူတိုင်းမှာပြင်ပရာတွေပေါ်တုံ့ပြန်မှုကမိမိတို့ရဲ့အာယုံကြောစနစ်လှုပ်ဆောင်ချက်တွေကြောင့်ကွာခြားတတ်ကြပါတယ်။တချို့လူတွေကပြင်ပရာတွေပေါ်ပုံမတုံ့ပြန်နိုင်ပေမဲ့တချို့လူတွေကတော့အားနည်းတတ်ကြတယ်။ဒီချက်တွေကြောင့်အနေအီးတဲ့လူတွေမှာပြင်ပရာတွေပေါ်တုံ့ပြန်မှုအားကောင်းတယ်။ပိုပြီးအထီးမခန့်နိုင်ဖြစ်တယ်။အများရန်စုညံကျဲလောင်တဲ့နေမရှိတဲ့နေရာပဲရှာနေတတ်လိမ့်ရှိတယ်။အတွင်းအာယုံခံအားစနစ်ကောင်းပြီးမြန်ဆန်တတ်ကြလို့အများရန်သတိဝိရိယနဲ့နေနေတတ်တယ်။ ဒီလိုမျိုးတယောက်တည်းနေပြီးသွားရင်အားအိမ်တွေပြန်တက်လာကပိုပြီးဖြစ်ခဲ့တဲ့အရာတွေပေါ်မှာစမ်းစစ်သင်ယူလေးရှိတယ်။စိတ်ပညာရှင်ဟန်ဆိုင်စင်အကြံပြုထားတာကတော့လူတွေမှာပုံမှန်အားဖြင့်စိတ်နှိုးထားမှုသို့မဟုတ်စိတ်နှိုးဆွားမှုဒီဂရီကမတူညီကြပါဘူး။လူတွေမှာ15ရာခိုင်နှုန်းလောက်ဟာစိတ်နှိုးဆွားနိုင်မှုဒီဂရီနည်းပါးကြပါတယ်။နောက်ထပ်15ရာခိုင်နှုန်းသောသူတွေသာစိတ်နှိုးဆွားမှုဒီဂရီမြင့်ကြပါတယ်။ ကျန်တဲ့80ရာခိုင်နှုန်းသောလူတွေကတော့စိတ်နှိုးဆွမှုအလေလက်မှသာရှိနေကြတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့စိတ်ပညာရှင်ဟန်ဆိုင်စင်ရဲ့ theory ရအနေအေးတဲ့သူတွေမှာများသောအားဖြင့်တဘာဝတိုင်းစိတ်နှိုးဆွမှုဖြစ်ပေါ်ရမှာအားကောင်းတတ်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့တွေအနေနဲ့နှိုးဆွမှုကိုအမြဲတမ်းတွေးကြုံခန်းစားရလေးရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အထူးသဖြင့်သူတို့ကစူးစူးပူပူဖြစ်နေတဲ့ပတ်ဝန်းကျင်အားနဲ့ထွက်ပေါက်ဖြစ်စေနိုင်တဲ့နေရာနဲ့သွားလာလှုပ်ရှားမှုတွေကိုရှာဖွေရမှာအားကောင်းတတ်ကြပါတယ်။ အနေအေးသူတွေအနေနဲ့သူတို့မှနှိုးဆမှုအားကောင်းလို့ဘေးဘဝင်ခြင်းအားအချက်လက်နဲ့အကြောင်းအရာတွေကိုရယူရမှာအားကောင်းတတ်ကြပါတယ်။တာမန်ဖြစ်လေးရှိတဲ့လက္ခဏာများတင်းနေနဲ့ဘသူကအနေအေးလဲပျော်ပျော်နေတတ်လဲခွဲခြားသိနိုင်မှာလား။တင်တွင်းနေကြလို့အနေအေးတဲ့လူတွေကလူတွေနဲ့အပေါင်းအသင်းသိမ့်လို့ဘူးလို့တထစ်ချထင်နေနိုင်ပေမဲ့သူတို့တွေမှာမတူကွဲပြားတဲ့လက္ခဏာတွေရှိနေတတ်ကြပါတယ်။ဥပမာတချို့အနေအေးတဲ့လူတွေက အပေါင်းအသင်းဆန်နေ ျော်ပျော်နေတတ်ပြီးတော့အချိန်တိုင်ရင်တယောက်တည်းစာအုပ်ဖတ်အနားယူတယ်လေရှိတယ်ဆိုတော့ညင်းမရပါဘူး။သင်တဲ့တူသွားတူစားတူစကားပြောတဲ့လူတွေတော့အနေအေးတဲ့စီးနှဲမှာပါနေတယ်ဆိုတော့သင်သိပါလား။အောက်ပါချက်တွေကတော့အနေအေးတဲ့အတွင်းဆွဲပါဝါရှိတဲ့သူတွေရဲ့သဘာဝလက္ခဏာတွေပဲဖြစ်ပါတယ်။နံပါတ်1လူရောမှသွားလာနေထိုင်ခြင်းကြောင့်အာအင်းတွေရုံနေကုန်ခန်းလာစေတယ်။လူများနဲ့အချိန်ယူပြီးတဲ့အချိန်မှာမောပန်းတက်မှုဖြစ်ဘူးလား။ တနေကုန်လူရောမှသွားလာပြီးနောက်တယောက်တည်းမိမိကို အနားယူဘူးလား။ဘာကြောင့်လဲဆိုတော့လူရောရောက်သွားရင် အနေအေးတဲ့လူတွေမှာအားအင်ပိုးထုတ်လို့ရတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့လည်းအနေအေးတဲ့လူတိုင်းကတော့လူရောမတိုးတာမဆိုလိုပါဘူး။အနေအေးတဲ့လူတွေမှာခင်မရတဲ့တငယ်ချင်းတွေနဲ့အချိန်ကုန်ရတာကိုနှစ်သက်ကြတယ်။ဘူးမွေးနေတဲ့လူတွေကတော့အမြဲမိတ်သစ်ဆွေသစ်ဖွဲ့မယ်။လူတွေနဲ့ရုံးနှုံးနေထိုင်ရတာကိုနှစ်သက်ကြတယ်။ ထိုနည်းနဲ့မတူအနေအေးတဲ့လူတွေမှာတော့ရင်းနှီးမိတ်ဆွေတွေနဲ့ပဲအချိန်ပေးလေးရှိတယ်။နံပါတ်၄လူသူဝေးရနေရာတွေကိုခုံမဲနှစ်သက်တယ်။အနေအေးသူမို့လို့တိတ်ဆိတ်ငြိမ်သက်တဲ့ပတ်ဝန်းကျင်မှာတယောက်တည်းနေပြီးမိမိစိတ်ပါဝင်စားတဲ့အရာတွေကိုလုပ်လေးရှိတယ်။တယောက်တည်းနေပြီးတော့စာအုပ်ဖတ်တာအပြင်းပြေလမ်းလျှောက်ထွက်တာ TVGB အချိန်ဖြုန်းခြင်းနဲ့အိုင်းတွေကိုပြန်လည်ပြေးဝါလာစေတယ်။ဒီလိုဆိုလိုက်လို့အနေအေးတဲ့လူတွေကတယောက်တည်းကြီးနေတာကြိုက်တယ်လို့တော့မဆိုလိုပါဘူး။ အနေအီးတဲ့သူအတော်များများမှလည်းတီးတဲ့အပေါင်းသင်းနေနဲ့သွာလာလှုပ်ရှားတလေရှိရဆိုတာမမေ့ပါနဲ့သူတို့ရဲ့အချင်းကတော့လူတွေနဲ့ပေါင်းသင်းဆက်ဆံလို့ပြီးတာနဲ့တယောက်တည်းနေပြီးအာရင်ပြန်ယူလို့ရှိပါတယ်တယောက်တည်းနေတဲ့တောင်ခုံမင်းနေဆိုရင်တော့တရားလဲအနေအီးတဲ့လူဆိုတာပြောလို့ရပါတယ်နံပါတ်3တိတ်မှာခင်မင်ရတဲ့မိတ်ဆွေတငယ်ချင်းအနှဲငယ်ရှိတယ် အနေအေးတဲ့လူတိုင်းလူတွေနဲ့နေတာမကြိုက်ဘူးဆိုရင်မဟုတ်ပါဘူးလူများနဲ့နေရတာမပျော်ပိုက်ပေမဲ့သူတို့ခင်မြင်ရတဲ့လူတွေနဲ့အချိန်ကုန်ရတာကိုတော့နှစ်သက်လေးရှိကြပါတယ်မိဆွေအပေါင်းအသင်းမဆက်မိမဲ့အနေအေးတဲ့သူတွေမှာသူတို့နဲ့စိတ်တူကိုယ်တူနေတတ်တဲ့ခင်မြင်ရတဲ့မိဆွေတွေရှိပြီးအဲ့လူတွေနဲ့ပဲရေရှည်ပေါင်းသင်းတတ်လေးရှိကြပါတယ်အနေအေးတဲ့လူတွေကတော့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းကိုပျော်ပျော်နေရတဲ့သူတွေလို့မဟုတ်ပဲဂယုဆိုင်ပြီးရွေးချယ်ပေါင်းသင်းလေးရှိပါတယ် တင်းမရင်းနေတဲ့မိတ်ဆွေတငယ်ချင်းအနေငယ်ပဲရှိရဆိုရင်တော့အနေအေးတဲ့လူဆိုတာသိလို့ရပါပြီနော်နံပါတ်၄လူတွေကတင်းကိုအနေအေးတယ်လို့ဆိုကြမယ်တင်းကိုခက်ခက်ခဲခဲပေါင်းသင်းမိတ်ဖွဲ့ရမယ်အနေအေးတဲ့လူတွေမှာတော့တိတ်ဆိတ်နေတတ်တယ်နူးညံ့တိမ်ဝေးတယ်အရန် ADA ဆက်ရှိကြလို့ရှက်တက်ကြောက်တက်ကြတယ်လို့လူတွေကထင်ကြတယ်အထို့သောအနေအေးတဲ့လူတွေကတော့အမှန်တကယ်ကိုရှက်တက်ကြပါတယ်ဒါဟုတ်အနေအေးတဲ့လူတိုင်းရှက်တက်တယ်လို့တော့မထင်သင့်ပါဘူး ဆိုတော့သူတို့ကမလိုလားအပ်တဲ့မပြောသင့်မပြောထိုက်တဲ့အရာတွေပေါ်မှာအချိန်ကုန်ခံပြီးတော့ပြောဆိုလို့မရှိကြပါဘူး။နံပါတ်၅နှိုးကြားတက်ကြွစေတဲ့အရာတွေကသင့်ကိုအာယုံနောက်ပြီးအနှောက်ယှက်ဖြစ်စေတယ်။အနေအေးတဲ့လူတွေကအလှူရှားမှုများတဲ့လုပ်ငန်းတွေအငြိမ်မနေရတဲ့အရာတွေကသူတို့ကိုစိတ်ညစ်စေတယ်။အာယုံနောက်စေတယ်။သူတွေကအရန်ကိုစိတ်နှောက်ယှက်ဖြစ်လွယ်ပါတယ်။နံပါတ်၆မိမိအနေနဲ့အသေးစိတ်ပိုရှိတယ်။ မိမိတို့ရဲ့အတွင်းစိတ်ကိုပုံမိုသိတဲ့အလျောက်အနေအေးတဲ့လူတွေကအခြားသူတွေထက်အသိစိတ်ပိုရှိကြပါတယ်။ကိုပေါင်းစိတ်ပါဝင်စားတယ်၊ဘာလုပ်ချင်လဲ၊ဘာကြိုက်တယ်လဲစားတဲ့လှုပ်ဆောင်ချက်တိုင်းမှာမိမိကိုယ်ကိုစိတ်ဝင်စားတဲ့မြင့်တင်စေတဲ့အရာတွေကိုပုံမိုပြီးတော့လှုပ်ဆောင်လေးရှိကြပါတယ်။ဒါကြောင့်သူတို့ကမိမိစိတ်ကိုပိုသိပြီးနားလည်တကြလို့ကိုယ့်ရဲ့ဝါသနာလှုပ်ချင်တဲ့အလုပ်ကိုပုံမိုပြီးတော့တည်ရှိတတ်ကြပါဗျ။နံပါတ်9ညံ့မြင့်လေးလာခြင်းဖြင့်သင်ကြားရာကိုနှစ်သက်တယ် ဟောတိုင်တိုင်လောရအောင်မကြိုက်တဲ့စူဇန်လေးလာပြီးအရာရင်မိတို့မိပုံလောရအောင်ကြည့်ရှုပြီးတော့တင်ယူရတာကိုပို့ပြီးတော့လူလာတယ်။ဒီလိုအပြုမှုတွေကသူတို့အတွက်ပို့လို့အပ်တယ်။သူတို့ကလုံးဆောင်မုံတွေကိုထက်ခါထက်ခါကြည့်ရှုပြီးမှမိမိကိုယ်တိုင်ပြန်လည်လောက်ကင်နေရှိတယ်။သူတို့ရဲ့ဘဝအတွေ့အကြုံကနေလည်းတင်ယူပြီးလွတ်လပ်စွာတက်ကြွမှုတွေကိုယ်တိုင်မုံမှန်တက်လေရှိတယ်။နမရှင်လွတ်လပ်ပေါ်ပါစွာလုံးဆောင်ရတဲ့အလုပ်တွေပေါ်ပို့ခုံမင်းနဲ့လွတ်လပ်စွာလောက်ကင်ရတဲ့အလုပ်တွေလုံးရတာကိုနှစ်သက်တယ်။ ဥပမာစာရေးတာ၊ကွန်ပျူတာပရိုဂရမ်မာ၊ဂရက်ဖစ်ဒီဇိုင်နာ၊စေရောက်တဲ့အလုပ်နဲ့အနုပညာအလုပ်တွေကိုလည်းလုပ်ရတာနှစ်သက်ပါတယ်။ဒီကုန်းချုပ်နေနဲ့ပြောရရင်အနေအေးချင်းရရှာကြောက်ခြင်းနဲ့မဆိုင်ပါဘူး။ရှားကြောက်ခြင်းဟာလူတွေနဲ့ပတ်သက်ရခြင်းနဲ့လူမှုအတိုင်းဝိုင်းကြားမှာနေထိုင်ရတာကိုကြောက်ရွံ့တာဖြစ်ပြီးအနေအေးခြင်းကတော့လူမှုအတိုင်းဝိုင်းနဲ့ပေါင်းသင်းမှုလုပ်တာကိုမကြိုက်နှစ်သက်တာဖြစ်ပါတယ်။ဒါမဲ့လည်းအနေအေးတဲ့သူတွေကခင်မင်ရတဲ့လူတွေနဲ့ပေါင်းသင်းဆက်ဆံရတာကိုတော့ကြိုက်ကြပါတယ်။ ဒါကြောင့်အတွင်းဆွဲဘာဝသို့မဟုတ်အနေအေးရခြင်းကမာနာကြီးခြင်းမဟုတ်ရှက်ကြောက်ခြင်းမဟုတ်စိတ်ကြီးဝင်ခြင်းမဟုတ်ခွဲခြားဆက်ဆံခြင်းမဟုတ်ကြောင်းကိုသိရှိနားလည်သင်ပါတယ်။ကဲဒါဆိုရင်တော့သင်ရဲ့အချင်းဆိုင်ကိုသင်သိပြီလားဆိုတာကိုစမ်းစစ်ကြည့်လိုက်ပါနော်။ဟုတ်ကဲ့ပါရှင်အခုလိုမျိုးဗီဒီယိုလေးတွေကိုပတ်စံနေစဉ်တင်ဆက်ပေးနေမှာဖြစ်လို့ကျမတို့ရဲ့ Mandate Power Page တွေကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်